ကမ္ဘောဒီးယားအခြေဆိုင်ကြားဖြန့်စင်တာရီနဲ့ပတ်သက်နေတယ်လို့ဆွဆွဲခံထားရတဲ့ထိုင်းလက်ထောက်ဘန်နာယီဝင်ကြီးဘိုရာပတ်တန်ယန်ဝန်ဟာအော်တိုဘာ22ရက်မှာရရုကနေနှုတ်ထွက်ခဲ့တယ်လို့ AFP သတင်းမှာဖော်ပြခဲ့ပါတယ်။ဒီဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးဖြည့်ရှင်းစာတစောင်ရေးသားပြီးတင်သွင်းဖို့ထိုင်းဝင်ကြီးချုပ်အနုတင်ချမ်ဘီရာကိုကဘိုရာပတ်ကိုအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ပြီးကနေ့လောက်ကမှလက်ထောက်ဘန်နာရေးဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ပိုရာဘတ်ဟာကမ်ဘရီးယားမှာရှိတဲ့အချမ်းဖြန်စင်တာတွေနဲ့ဆက်နွယ်တဲ့ပြည်ပလူလိန်တအူးနဲ့အဆက်အသွယ်ရှိခဲ့ကြအောင်အခုသတင်းပတ်အတွင်းသတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက်စစ်ဆေးခံခဲ့ရပါတယ်။ပိုရာဘတ်ရဲ့ဇနီးဟာအခုနှစ်အတွင်းတရုတ်ကမ်ဘရီးယားရာဇဝတ်ဂိုင်းတွေထံကနေဒေါ်လာ3သန်းလက်ခံရရှိခဲ့ကြအောင်ဝေးထန်တင်သတင်း website ကဖော်ပြခဲ့ပါတယ်။ ပေါ်ရပန်းဟာအစိုးရကော်မတီတစ်ခုရဲ့တစိတပိုင်းအနေနဲ့ဒီရာဇဝတ်ကိုင်းကိုစုံစမ်းစစ်ဆေးဖို့တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။ပေါ်ရပန်းဟာငွေကြေးခွာချမှုကွန်ရက်နဲ့ဆက်နွယ်တဲ့ကမ္ဘောဒီးယားဘဏ်ဖြစ်တဲ့ BIC ဘဏ်ရဲ့အကြံပေးပုဂ္ဂိုလ်စာရင်းမှာပါဝင်ခဲ့မှုတွေလို့အစိုးရဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။